ဆိုတော့အသင်းကအပြောင်းရွှေ့နဲ့ပတ်သက်လို့သတင်းတွေခက်ဆစိတ်ထွက်လာတဲ့အခြေအနေမျိုးဒါအပြင်အပြောင်းရွှေ့ရာသီကလည်းအရန်ကြီးအလန်းဝေးတော့တဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုတော့လူအချက်တွေရှိနေပါတယ်ဆိုတော့တိုက်စစ်ပိုင်းမှာသတင်းတွေကျွန်တော်ထပ်ပြီးတော့ထွက်လာသေးတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့အနေနဲ့ Manchester United က Patrick Schick ကိုခေါ်ဖို့အတွက် ကနဦးဆက်သွယ်မှုတွေပါကျွန်တော်တို့ပြုလုပ်ထားပြီးပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ယူနိုက်တက်ဘက်ကတော့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်အသက်ငယ်တဲ့တိုက်စစ်ကစားမားတွေကိုသာပို့ပြီးတော့သဘောကျပေးမယ်လို့ပေါ့နော်။29နှစ်ရွယ်ရှိတဲ့ Patrick Shi ကိုလည်းအသင်းဘက်ကစိတ်ဝင်စားလျက်ရှိတယ်ပေါ့။လက်ရှိသူ့ရဲ့အသင်းဖြစ်တဲ့ Leverkusen ကတော့ Patrick Shi အတွက်ပေါင်ယူရို25တန်နဲ့တန်း30ကြားအထိတောင်မှတောင်းဆိုသွားပွဲရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဟိုဘယ်လိုပြောမလဲ။အသင်းကအခုဇစ်ဇီတန်ရရသွားပြီပေါ့နော် ကျွန်တော်သာမှန်းတာမလွဲဘူးဆိုလို့ရှိရင်အနည်းဆုံးတော့ယာတီကုန်တိနားမယ်ခြင်းညမျိုးပါဇစ်ဇီဒန်ရသွားပြီရက်စမက်တယောက်ပဲကျွန်တော် ရှိတော့တယ်အသင်းမှာတိုက်စစ်ကောင်းမရှိတော့ပါဘူးဒါမဲ့ယာတီတွေပြင်ဖို့ဆင်ဖို့ဆိုလို့ရှိရင်အခုကတည်းကကျွန်တော်တို့ကကြိုတင်ပြီးတော့လုံမှရတော့မှသူတပြင်းတော့ဟိုလေးအနေရ၄၅နေရလောက်ဒီအားဖြစ်ဖို့လိုတဲ့ကိုရီအသင်းမှာ ကျွန်တော်တို့အနေနဲ့ပေါ့နော်အပြောင်းရွှေ့ရာသီစမအစအလုပ်လုပ်ကြမယ်ဟေ့ဆိုပြီးတော့တွားလို့မရဘူးတချို့အသင်းတွေဆိုလို့ချင်းအခုဆိုလို့ချင်းကစားမားတွေခေါ်ဖို့အတွက် agreement နေတော့မှရပြီးသွားကြပြီကိုဒီကလည်းအခုချိန်ကလေးကစပြီးတော့အလုပ်လုပ်ရမှာပြဿနာတစ်ခုကဘာလဲဆိုတော့ကိုအသင်းကကိုလက်ထဲမှာမရှိတဲ့ငွေကိုစိတ်ကူးရင်ငွေနဲ့ကျွန်တော်ကတုံးပြီးတော့ကြိုးပမ်းမှာဘာလို့လဲဆိုတော့လာမယ့်ညမှာကစားမားခေါ်ဖို့ဆိုရင်ကိုအသင်းမှာရှိတဲ့ player ကိုအရင်ရောင်းချနိုင်မှအဲ့ဒီရောင်းလို့ရတဲ့ငွေနဲ့မှကျွန်တော်ပြန်ခေါ်ရမှာအခုလက်ရှိအသင်းအနေထားက အဲ့ဒီကစားမားတွေကသာရောင်းချနိုင်ခဲ့ခြင်းမရှိခဲ့ဘူးဆိုရင်ငွေလည်းမရငွေလည်းမရရင်အခုကလေးကသဘောတူညီမှုရတာလည်းအလကားပဲဆိုတော့ကိုရီးယားစိတ်ကူးရင်ငွေနဲ့အရင်သုံးရမယ့်ခြေအနေမျိုးဆိုတော့အပြောင်းရွှေ့ကအခုကလေးကစလုံးမှလိုရမှာဘာလို့လဲဆိုတော့အပြောင်းရွှေ့စမှအလုပ်လုပ်ကြမယ်ဟေးအခုမှစပြီးတော့စုံစမ်းမယ်အခုမှစပြီးတော့ပြင့်မှတ်တီရှာမယ်အခုမှစပြီးတော့ဆွေးနွေးမယ်ဆိုလို့ရှိရင်တော်တော်ကိုအချိန်ကကြာသွားမှာဆိုတော့အသင်းအနေနဲ့နော်အသင်းအနေနဲ့ကျွန်တော်ကတော့ ဒီ United အနေနဲ့ပေါ့နော်လက်ရှိကတည်းကစပြီးတော့အလုံးလုံးနေတာတွေကအပေါင်းလက္ခဏာဆောင်တဲ့အရာတွေလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ Patrick Schick နဲ့ပတ်သက်လို့ရှိရင် Leverkusen မှာပုံမှန်ပွဲကစားခွင့်တောင်မှရတဲ့ player မဟုတ်ပါဘူး။29နှစ်တင်မကဘူးပုံမှန်ပွဲထွက်ခွင့်လည်းကျွန်တော်မရဘူးပွဲကစားခွင့်လည်းပုံမှန်ကျွန်တော်မရှိဘူးဒါကိုယူရို25ဆန်းတန်း30ဆိုတာကတော့ကိုများတယ်ပေါ့နော်ဒါအပြင်အသင်းရဲ့ဒီ target မဟုတ်တဲ့တည်တယ်မလား29နှစ်ရွယ်ကစားမမျိုးကိုခေါ်ဖို့ကြိုးပမ်းတာကအလွန်အလွန်ဆုံးအဆင်ပြေနှစ်နှစ်ပဲ ဒါတောင်မှအဆင်ပြေဦးမှာနော်လီဗာပူးစင်မှာတောင်မှပွဲထုတ်ခွင့်မရတဲ့ပလေယာတယောက်ကယူနိုက်တက်မှာလက်ရှိတက်နေတဲ့ပြဿနာတွေတိုက်စစ်ပိုင်းကိုဖြေရှင်းပေးဖို့ဆိုတာတော်တော်ကိုအလန်းဝေးပါတယ်ဆိုတော့အသင်းဘက်ကဟိုတန်း30လောက်တုံးပြီးတော့ဘာမှလုပ်မရတဲ့ကစားမတယောက်စားလို့ရှိရင်တန်း40တန်း50လောက်တုံးပြီးတော့အမြဲတမ်းဒီပါအားကိုးလို့ရမယ့်ပလေယာတယောက်ကိုဦးစားပေးခေါ်တာတော့မှပိုကောင်းအောင်ပဲအခုရှိတာကတော့လေအသင်းမှာတိုက်စစ်ပိုင်းမှာတော့ ကျွန်တော်ဒီပူကောင်းတဲ့ကစားမလို့လေပက်ထရီရှိကအဲ့လောက်ထိမဟုတ်ပါဘူးတန်း၃၀မှုတန်း၃၀မှုငါတို့ခေါ်လိုက်ကြသောဟိဆိုပြီးတော့အာသွားတင်နေတဲ့မှာမပါဘူးပေါ့နော်ကျွန်တော်တို့ဒီထက်ပူကောင်းတဲ့တိုက်စစ်မှုတွေကျွန်တော်ရှာလို့ရတယ်အဲတန်း၃၀တန်း၃၀ဝန်းကျင်လောက်နေကိုပူပြီးတော့ပေါ့နော်ကောင်းတဲ့တိုက်စစ်မှုတွေကျွန်တော်ရှာလို့ရတယ်ဆိုတော့အသင်းဘက်ကတော့တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ရှိရင်တတိထားပြီးတော့ခေါ်မရမယ်ပေါ့နော်ဘာလို့လဲဆိုတော့တကယ်ကောင်းတဲ့တိုက်စစ်မှုတစ်ယောက်ဆိုရင်လက်ရှိခေတ်မှာကတန်း၅၀လောက်အနည်းဆုံးသွားတယ်လက်ရှိကစားတိုက်စစ်မှုကောင်းတွေကဈေးမသက်သာတော့ဘူးပြသေးလား တိုက်စစ်မှုကောင်းနေဈေးမသက်တာတော့ဆိုတော့ပထဝီရှိကိုကျွန်တော်တို့ခေါ်တင်တဲ့နေရာမှာပါလေလို့ကျွန်တော်မထင်ဘူးပေါ့နော်အခုကတည်းကအသင်းကတော့ဒီဈေးလဲနေတာဖြစ်တယ်လို့လေဘာကူစင်ရဲ့အဓိကကစားမလဲမဟုတ်ဘူးဆိုတော့ကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲဟိုအခုကတည်းကကျူးမန့်နေတိုင်းမျိုးတွေလည်းကျွန်တော်ဖြစ်ကောင်းဖြစ်နေတာပေါ့လေဒါပေမဲ့ကျွန်တော်ကတော့ဗျာကိုဒီ United ရဲ့အချင်းဤကိုလည်းကျွန်တော်ကြည့်ပါအောင်လက်ရှိအသင်းကတိုင်ပတ်နေတာ တိုင်ပတ်နေပါတယ်ဆိုတော့အချင်းဤမှာတကယ်ကောင်းပါတယ်ဆိုတော့ကစားမတွေနဲ့အားဖြစ်ရမှာ အခုကကိုအသင်းကမှလက်ရှိတိုင်ပတ်နေပါတယ်ဆိုမှထက်ခေါ်ဖို့ကြိုးပမ်းတဲ့သူတွေကလည်းသူများအသင်းမှတောင်မှပုံမှန်နေရာမရတဲ့ကစားမတွေကိုခေါ်ဖို့လုပ်နေတာဘယ်လိုလုပ်ပြီးတော့အတိတ်ပဲရှိမှာလဲဒါမန်ချက်စတာယူနိုက်တက်အခြေအနေမဟုတ်ဘူးဗျာဟာလက်ရှိယူနိုက်တက်ကအရင်လိုမဟုတ်တော့ဘူးဆိုတာမှန်တယ်ဒါပေမဲ့အရင်လိုပြန်ပြီးတော့လုပ်ဖို့ဆိုလို့ရှိရင်အရင်လိုပြန်ပြီးတော့ကောင်းတဲ့အသင်းဖြစ်ဖို့ဆိုရင်ပူကောင်းတဲ့ကစားမတွေကိုခေါ်မှရမှာမန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကခေါ်မဲ့ကစားသမားကသူများအသင်းမှတောင်မှပုံမှန်ပွဲထွက်ခွင့်မရဘူးဆိုတဲ့မျိုးက တော်တော်ကိုရည်ရွယ်ချက်နဲတဲ့ပေါ့နော်ဒီအားထုတ်မှုမျိုးပဲအကောင်းဆုံးကစားမတွေဆိုတာပဲအသင်းကိုရောက်နေရမှာသိရမလားကစားမအကောင်းတွေပဲကျွန်တော်ခေါ်နိုင်နေရမှာငွေ၃ညင်လဲ၃ပြန်မနော်သိရမလားဘလို့ပဲဖြစ်ဖြစ်ခေါ်မယ်ဆိုရင်ကစားမအကောင်းတွေ quality ကစားမတွေပဲဖြစ်နေမှာအခုစဉ်းစားကြည့်နော် Manchester United လို့အသင်းမျိုးကလီဗာပူးစင်မှာ first line နဲ့တောင်မှကောင်းကောင်းမရတဲ့ player တယောက်ကိုခေါ်ဖို့လုပ်နေတယ်ဆိုတာမျိုးကတော်တော်ကိုရည်မှန်းချက်နဲတဲ့လုပ်ရမျိုးလို့ကျွန်တော်ထင်တယ်ဖြစ်မလားစီဘူးကျွန်တော်ဆူတောင်းတယ် ပူကောင်းတဲ့ကစားမားတွေတိုက်စစ်မှာအဖြစ်နိုင်မှုကျွန်တော်မျှော်လင့်နေဈေးပူရင်ပူပူစီပေါ့နော်ဈေးနေပြီးတော့ကစားမားကောင်းတယောက်မဟုတ်ရင်အသင်းမှာအလဟတ်သက်အဖက်တင်တာပဲကျွန်တော်ရှိမယ်ဆိုတော့ဘက်ထရီရှိကိုညီကလေးဘယ်လောက်ထိသဘောကျကြလဲခေါ်ဖို့ကြိုးပမ်းသင့်တယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကျေးမာတယ်